မင်္ဂလာပါ Listen of Heaven Audio Book တင်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီတစ်ခါမှာတော့1962ခုနှစ်မေလထုတ်ဝေတားကြီးမဂ္ဂဇင်းမှာဆရာတတူရေးသားခဲ့တဲ့ကြောက်သွေးသမားဆိုတဲ့ဝိတ္ထုကိုဖတ်ပြမှာပဲဖြစ်ပါတယ်ခေကျွန်တော်တို့အတူတူဒီကြောက်သွေးသမားဝိတ္ထုကိုခန်းစားကြည့်ကြအောင်ပါခင်ဗျာကြောက်သွေးသမားကျွန်တော်ဦးလီဟန်ကိုကျွန်တော်အတော်ပင်စိတ်ဝင်စားမိပါသည် ကိုဦးလေးမို့အမောတင်ခြင်းမို့ပါကျွန်တော်တွေးခဲ့ရသည်မြတ်မအဖိုးကြီးများတွင်ထူးခြားလာသောအဖိုးကြီးဖြစ်ပေသည် ကျွန်တော်တို့တွင်၌အသက်ကြီးခြင်းကိုအထူးအာရုံပြုတတ်သောအကျင့်တစ်ခုရှိသည်ထိုအကျင့်ကိုအကျင့်ဆိုးဟုခေါ်လျင်ကျွန်တော်ကို စိတ်ဆိုးကြနေမည်ဦးလေးဟန်ကမူအကျင့်ဆိုးဟုပင်ပြောင်ပြောင်ကြီးခေါ်လိုက်လေသည်ငါတို့ဗမာတွေကအသက်ကြီးတာကိုသိက္ခူးဆိုင်လုံးနဲ့လူဆိုတာအသက်ကြီးသွားမှကိုကြောက်တာ တမတာပဲတရားမှာကိုကြောက်တာကတော့အကြီးဆုံးအကြောက်တစ်ခုပေါ့ကွာ အဲ့ဒီအကြောက်ပြီးရင်အသက်ကြီးသွားမှာကိုကြောက်တာလဲအတော်ပဲကြီးတယ်။ ਉਹ တယ်ဆိုတာထူးဆန်းတာမှမဟုတ်ပဲလူဖြစ်လာကြတဲ့ကအိုတော့တာပဲ။ကလေးလေးဟာမွေးပြီးတနာရီကြာသွားရင်တနာရီအိုသွားတာပဲ။တရက်ကြာသွားရင်တရက်အိုသွားတာပဲ။အဲအဲ့ဒီလိုပဲမွေးပြီးတာနဲ့တပြိုင်နက်အိုတော့တာပဲ။အဲ့ဒါဟာသဘာဝပဲ။သိပ္ပံနည်းနဲ့ဆိုရင်ဒီတိုင်းပဲ။ဖြစ်ပြီးတာနဲ့တပြိုင်နက်ပြတ်တာပဲ။ဒီတော့ဒီအိုချင်းတရားကိုအမြဲတမ်းသုံးသပ်ပြီးဖြစ်ရမယ်။ အခုငါတို့ဗမာတွေကတော့သုံးတတ်တဲ့သဘောမျိုးမဟုတ်ဘူးအပူလေးကြောက်တဲ့သဘောနဲ့အိုချင်းတရားကိုကြည်ကြည်နေကြတာဟုတ်တယ်ဦးလေးဟန်ကျွန်တော်လူငယ်တွေကလူကြီးတွေကိုအဖိုးကြီးတွေပဲလို့အသားယူပြီးခေါ်နေကြတာတကယ်ဆိုတော့နောက်10နှစ်လောက်15နှစ်လောက်ကြာရင်ပဲအခုခြားတိတ်တွေကကျွန်တော်တို့ကိုအဖိုးကြီးတွေလို့ခေါ်ပြီးအချောက်တိုက်အသားယူကြအောင်မှာပဲအေးပေါ့ကွာငါတို့လည်းငါတို့ငယ်ငယ်ကလူကြီးတွေကိုအထင်သေးတယ်လို့လို့ရှိခဲ့ကြတာပဲသူတို့ဟာမထက်မြက်ဘူးကြောက်တတ်တယ် တမယိုးကြအတွေးခေါ်ပဲရှိတဲ့ဆိုတော့အထင်အမြို့ရှိခဲ့ကြတာပဲဒါပေမဲ့လူငယ်ဆိုတဲ့လူစုထဲမှာပဲမထက်မြတ်တာကြောက်တာကိုပိုင်အတွေးအခေါ်မရှိပဲသူများအတွေးခေါ်ကိုသာမှီနေကြတာတွေပြည့်လို့ပဲအဟဲဟဲမင်းတို့ခုခေတ်လူငယ်တွေကိုလည်းကြီးစမ်းမအောင်ကွတချို့ကိစ္စတွေမှာအထူးသဖြင့်နိုင်ငံရေးအတွေးခေါ်တွေမှာလူငယ်တချို့ဟာဆရာဆရာကြီးများကတခုခုထုတ်ဖော်လိုက်တယ်ဆိုရင်မျက်စိမိတ်ပြီးလိုက်ဆိုကြတာပဲမဟုတ်လား ကိုပိုင်ညံနဲ့မဟုတ်ဘူးလို့ခံပြောဖို့မရကြဘူးအထက်ဆရာကြီးတွေအမိန်တိုင်းလိုက်ပြီးဟေ့ကြအော်ကြတာကိုပဲသူတို့ကိုသူတို့ဟုတ်လာပြီထင်နေကြတယ်ဟွန်းဘာလဲမင်းကဘာလို့ပြောတာလဲငါ့ကိုဒီဖိုးကြီးကဒုတ်တက်တဲ့အင်အားစုကိုစော်ထည့်လိုက်ပြန်ပြီးဖောက်ပြန်လာပြန်ပြီလို့စိတ်ထဲကရေရွတ်ရှုပ်ချနေရလားဟွန်းဟာဟုတ်လေဟန်ကလည်းဒီလိုမဟုတ်ပါဘူးကျွန်တော်ကဒီလိုတပည့်ခံတိုးတက်တဲ့အင်အားစုတွေမှာမပါပါဘူးငါဆိုလိုတာကတော့အသက်အရွယ်ကြီးတယ်ဆိုတာဟာ ဓမ္မတာကိစ္စမှဇာချက်နေစရာမလိုပါဘူးလွတ်လပ်တဲ့အတွေ့အခေါ်အကျဉ်းမျိုးရှိဖို့လိုတယ်လောကကြီးကနေစဉ်နဲ့မြန်အာယူမချာရှေ့ကိုသာတိုးနေတယ်အဲ့ဒီလိုတိုးနေတာသဘာဝတရားပဲလူတွေအသက်ရှင်နေကြသေးတဲ့အခိုင်မှာအဲ့ဒီတိုးတက်မှုကိုလက်ခံတတ်ရမယ်လက်မခံတတ်တဲ့လူဆိုရင်အသက်18နှစ်ပဲဖြစ်ဖြစ်အသက်80ပဲဖြစ်ဖြစ်အဖိုးကြီးပဲကွာတမန်ရိုးကြသမားပဲမတိုးတက်တဲ့ခေတ်နောက်ပြန်ဆွဲကြည့်ပဲကွာကျွန်တော်ဒီ ဦးလေးဟန်၏စကားကိုကောင်းစွာမှတ်သားထားကသူ့အယူအဆအပြောအဆိုအတွေးခေါ်တို့ကိုယူရဆိုင်ကြည့်ရှုသုံးသပ်မိပါသည်ဦးလေးဟန်သည်အသက်60ခန့်ရှိသောအတွင်းဝင်ဟောင်းဖြစ်တော်လဲအခြားပင်စင်စားအရာရှိများနဲ့မလျော့ပေသူတို့ကတရားလေ့လာကြသည်တရားအထောက်ကြသည်အချင်းချင်းတွေ့လျင်တရားစကားပြော၍ညှင်းခုံကြသည် အချို့ကတရားဟောကြသည်တရားစကားအတန်လွှင့်ကြသည်ဦးလေးဟန်ကသူ့အလုံများကိုတခုမှပင်မလုပ်ပေသူသည်ဥယျာဉ်ဆိုင်သည် ယတစာပေကိုဖတ်သည်ယတစာပေဟုဆိုလျင်သိကြပေလိမ့်မည်အင်္ဂလိပ်မြန်မာဝိတ္ထုစောင်းပါပြဆက်စတိဖန်စစ်တီထွင်ထားသော အဖိုးကြီးတို့ကတန်ဖက်ပလာပဝါစာဟု ခေါ်အပ်သော စာပေပင်ဖြစ်ပါသည်တခြင်းဆိုသည့်ရေဒီယိုနားထောင်သည့်အာရိုင်းပြင်းတိုင်းတိတ်ရီကော်ဒါဖွင့်သည်တခါတလေရုပ်ရှင်သွားကြည့်သည်ဥရတခါတလေများတရားအားမထုတ်ဘူးလားဟုကျွန်တော်ကမရေပြုံးပြုံးလျက်မေးလိုက်မိပါသည် ။ဦးလေးဟန်ကဖွာနေသောစေးတံကြီးကိုပါးစပ်မှဖြုတ်ပြီးလှင်ပြုတ်၍ဘာလဲကွာငါ့အမေကရိတ်တာသွားစီခြင်းလို့လား။ငါအမေနဲ့တရားအားထုတ်နေတဲ့အပူလေးရဲ့ဘာပြုံးပြန်ပြီလဲ။ငါမနေ့တိုင်းတစ်ပင်ရေလောင်းနေတူးစွာစိုက်ပြိုးတယ်။အဲ့လိုလုံနေတော့မှာတစ်ပင်လေးတွေအညွတ်အတက်တက်လာတာကိုတွေ့ရမြင်ရတယ်။ပန်းဝင်လေးတွေပွင့်ရကညှိုးပြီးပွင့်ချက်ကလေးတွေတစ်ချက်ပြီးတစ်ချက်ကျွေးကြတာမြင်ရတယ်။ညကမိုးလေတိုက်လို့လက်ဆက်ဆက်ညာတန်းတွေထပ်ပိုင်းကျိုးကြနေတာကိုလည်းမြင်ရတယ်။အဲ့ဒီအမြင်တွေကငါတရားရှုတာပဲကွာ သင်္ခါရတရားဆိုတာငါတို့ပတ်ဝန်းကျင်မှာပဲရှိတယ်။ငါတို့ကိုယ်မှာလည်းရှိတယ်။ပြီးတော့ငါနေ့လယ်မှာမင်းတို့အသေးဆွဲမမအေးထားတန်တန်ဆင်းတို့ရဲ့တခြင်းတွေကိုငါနားထောင်တယ်။သူတို့ကိုမင်းတို့သာကြိုက်တယ်။ငါတို့လိုအဖိုးကြီးတွေနဲ့လားလားမမထိုက်ဘူးလို့များမထင်လိုက်လေနဲ့ငါတို့ငါတို့လည်းကြိုက်ထားပဲ။တခြင်းဆိုလို့ဒေဂီတာအမှုပညာဟာပြိုတယ်ဩတယ်မရှိဘူး။မင်းတို့လူငယ်တွေကကြိုက်တယ်ဆိုတော့တင့်တယ်တယ်လို့အများကထင်ကြတယ်။ငါတို့အသက်60အရွယ်ကမမအေးရဲ့တခြင်းတွေကိုကြိုက်တယ်ဆိုရင် အပြစ်ကြီးရောက်ရတော့မလို့ပဲဖြစ်ရတယ်ကွာဦးလေးဟန်ကတချင်းနေဝါယုံဆိုင်နေရင်မောဟတရားဝင်မနေဘူးလားတရားအထုတ်ရဘယ်ကြပါမလဲမောဟတရားဝင်သလားလို့မေးနေစရာမဟုတ်ပါဘူးမောင်ရတကယ်ဆိုတော့ငါတို့အားလုံးတရားဝါတွေကမောဟမှောင်တိုက်ထဲမှာရှိနေကြတာပဲမောဟတရားဖုံးလွှမ်းတာပဲတဘာဝကြတယ်တချင်းမှာตายရတာဟာမောဟဝင်နေစိုးခြင်းစိုးပါမှန်ပါတယ်တချင်းတံမှာตายရနေတာဟာသဘောမပေါက်ပဲ အနိဋ္ဌာယုံမှာအာယုံပြုတ်ပြီးတရားအားထုတ်တယ်လို့ကိုကိုကိုလှည့်စားနေတာတည်းကောင်းတယ်လို့ငါဆိုတယ်ကွာတချင်းထဲမှာတာယာ gait တာယာပြီးတဲ့နောက်တချင်းထံပျောက်သွားတာနဲ့တပြိုင်နက်တာယာမှုပျောက်သွားတာကလေးကိုတစ်ချက်လောက်သတိပြုလိုက်မိရင်တဏီကုံတရားထိုင်ပြီးတော့ဘာမှစိတ်မှတင်းမကြံခဲ့တာတည်းအများကြီးကောင်းတယ်လို့ငါဆိုခြင်းတယ်ကျွန်တော်ကငေး၍ကြည်နေမိပါသည်ဦးလေးဟန်သည်အเจ้าအရာတစ်ခုခုကိုပြောလာမိလေအာယာပါယာပြောလေရှိသည်လျောက်ကျွန်တော်ဤဟူသောတယောက်ထဲသောပရိသတ်ကြီးကိုတရားဆက်၍ဟောလေသည် အနိစ္စဒုက္ခအနတ္တဆိုတဲ့သဘာဝအခြေခံတရားကြီးကိုစိတ်ပရိစိတ်နေမဲ့စာလူပုဝါမှာအာရပါရနေကြည့်တာကပို့ပြီးတော့စင်ကြီးသုံးသက်လို့ရနိုင်တယ်ငါတို့ဘဝကပေးတဲ့သင်ခန်းစာတွေဟာတရားတွေပါပဲကွာဘဝကပေးတဲ့ခံစားမှုတွေကိုသာစင်ကြီးသုံးသက်ရင်တရားအားထုတ်ထားပါပဲဒါတော့မှထွက်နေစရာမလိုပါဘူးဘယ်ရိတ်တာကိုမှသွားနေစရာမလိုပါဘူးအပုလေးဟာမင်းတို့လူငယ်တွေလည်းတရားအားထုတ်နိုင်ကြတာပဲ အသက်ကြီးမှတရားအထုတ်ရတာမဟုတ်ပါဘူးအသက်ကြီးသွားလို့တခြားအလုပ်တွေလုပ်ရတာမသိတော့ဘူးလို့ထင်တာနဲ့စိတ်ပတိလေးကိုကင်ပြီးတော့တနေ့မှဒါဇင်ဝက်လောက်ဖျားရှိခိုးတာကိုကြည့်ပြီးတော့မနေပါနဲ့မောင်ရင်ဟဲဟဲဟဲတိတိချေချာကြည့်စမ်းပေးစင်စားကြီးဥပဒုနာမည်သိဖို့မလိုပါဘူးသူအရင်ကဘာတွေလုပ်ခဲ့လဲမျိုးအုပ်ဘွားလောက်ကလေးကတော့ကတော်သူမလေးတွေကိုမျိုးအုပ်ဆိုတဲ့ဂုံနဲ့အာနာကိုအလွဲသုံးပြီးတော့အနိုင်ကျင့်ခဲ့တယ် အိမ်ကမင်းကတော်ကလက်တွေကိုမလွတ်တမ်းယူခဲ့တဲ့ဂုံကြီးရှင်ဆိုပြီးတော့ဆင်းရဲတဲ့လူတွေကိုလူလို့မထင်ခဲ့ဘူးတန်းတူထားဖို့ဝေရောသူတို့ရဲ့အသုံးတော်ခံနေလို့ပဲသဘောထားတယ်။လင်းတော်ပေါင်းဝင်းတောင်မင်းကြောင့်ဗိုက်ကြီးတော်ရရှာတဲ့အစီကံမာလေးကိုမင်းကတော်ကမိမချင်းမစားပါနာရိုက်ပြီးတော့နှင်ချတဲ့တခါတလေတော့လေတနာပါတယ်ဆိုပြီးတော့ငွေလေးကြီးလေးပေးလှုပ်လိုက်တယ်။အဲအဲ့ဒီလိုအမျိုးမျိုးဝတ်အောင်တေးပေးပြီးတော့အသက်ကြီးလို့အချိန်စီတာနဲ့ပင်စင်ယူအောင်ပင်စင်ယူပြီးတော့အရင်တုန်းကလိုတောင်းရမ်းခြင်းလို့ မဖြစ်နိုင်တော့ဘူးဂုံနေအာနာတွေမရှိတော့ဘူးလေဒီတော့ဘာလုပ်တယ်လဲဇေပရီကောက်ကင်ပြီးတော့တရားအားထုတ်တော့တာပါပဲဟဲ့ဟဲ့ဟဲ့အိုလီဟန်ဒီကျွန်တော်မမြင်နိုင်တော့လဲသူ့မျက်စီထဲမှာထွက်နိုင်ပုံမရသည့်ပင်စင်စားခြင်းတွေတကွအမျိုးတူပုံကိုကြီးများကိုအကြီးအကျယ်ရီမောပြစ်လိုက်လေသည်အပူလေးမင်းလက်အရာရှိပုံစံဖြစ်ပြီတတိထားမင်းကြီးသွားရင်လဲအဲ့ဒီပင်စင်စားအေယာမဂုံတရေရှိပုံကိုကြီးမျိုးဖြစ်မသွားစေနဲ့နော်အော်အိုလီဟန်ကလည်း ျွန်တော်ကြည့်သွားရင်ဥလိဟန်လိုဖြစ်မှာပေါ့ဥလိရဲ့တူပဲဟာအေးငါလိုဖြစ်ဖို့ဆိုရင်တော့ငါလိုကြွားကြဖို့လိုလိမ့်မကွာဥလိဟန်ဒီစေတံမင်းညှီပြီးနောက်ဖွာရင်အတန်ကြာညင်ရွေနေလေသည်ကျွန်တော်ဒီဥလိဟန်ကိုအတော်ပင်ကြည်ညိုလေးစားပါသည် အခြားဥလိများနဲ့မတူကျွန်တော်ကိုငယ်စဉ်ကတည်းကအထူးဂရုစိုက်ပေသည်အရွယ်ရောက်လာသောအခါတွင်လည်းကျွန်တော်နှင့်အတွေ့အခေါ်အပေးယူအတော်တဲ့သည်ဖြင့်เจ้าပိတ်ရမြတွင်ဥလိဟန်၏အိမ်၌အနေများပါသည် ဒေါ်လေးဆုံးဒီမှာ၄၅နှစ်ခန့်ရှိပါပြီဒေါ်လေးဒီသူနီးနေသူအလွန်တော်သောမိမတအူဖြစ်ပေသည်အထိန်သိမ်းအဆောင်အယောက်တော်သည်အိမ်ရှင်မပီတယုံသားမကလင်းသားကိုလည်းပြုစုတတ်ပေသည်ဦးလေးဟန်ကလည်းပြောဆိုလို့ကံရတွင်ပြက်သားသည့်အကျင့်ရှိစေကမူသူဇနီးအပေါ်တွင်သာမကအခြားသူများအပေါ်တွင်ပင်တက်ညာထောက်ထားတတ်ပေသည်သူဇနီးအပေါ်တွင်တက်ညာထောက်ထားကြောင်းကျွန်တော်ကောင်းစွာသိပါသည်ဒေါ်လေးဒီအဆအဆအရရာတွင်တော်ပါ၏ သို့တော်ဦးလီဟန်နဲ့အတွေ့အခေါ်အယူဆခြင်းမတူရင်ဦးလီဟန်ကဂုံပါကာသနာကိုမဟုတ်သည်နှင့်အမျှတော်လေးကဂုံနောကနိုင်မှုရော်သည်ငွေကျေးစုသော၍အခြေအနေခိုင်ခန့်စေခြင်းသည်သာသမီများကိုဂုံနောက၌မှုလျော်စေခြင်းသည်ဦးလီဟန်ခမရမှာဂုံနောကအတွင်းသို့ရောက်နေတော်လေဂုံနောကကိုအလွန်ယွန်းရှာလေသည်ဦးလီနှင့်တော်လေးတို့သည်လူပုံလဲတွင်တစ်တဲစွာနေထိုင်သွားကြလေသည် ခြေသွားနောက်လိုက်ညီသည်ဟုချီးမွမ်းခြင်းခံရသည်မင်္ဂလာဆောင်များတွင်နမိတ်ကောင်းသည်ဟုဆိုကာသူတို့လင်မယားကိုသူတို့သားသူတို့သမီးတို့ဟာလက်ထပ်ပေးခိုင်းကြသည်သူတို့နှစ်ယောက်သည် နေအမြဲတိုင်းနေသွားခဲ့ကြသည်ဦးလီဟန်ကကျွန်တော်အားတနေ့ကပြောလိုက်သောစကားသည် ကျွန်တော်အဖို့အံ့ဩဖွယ်ဖြစ်သွားခဲ့လေသည်သူနှင့်စည်ရမာလေးအသွင်တို့အကြောင်းဖြစ်သည်တနေ့ကဦးလီဟန်ပြောပြခဲ့သည်မှာအကြမ်းမြင့်မျှတာဖြစ်သည်ဦးလီဟန်ကအသွင်ကိုဘာကြောက်ချစ်ပါသလဲ အသွေးဓာတ်ပုံကိုကျွန်တော်မြင်မှုပါသည်ဦးလီဟန်၏စာကြည့်စပွဲပေါ်တွင်ဒေါက်ကလေးနှင့်တင်ထားသောဓာတ်ပုံလေးတစ်ပုံကိုကျွန်တော်ရခိုင်ရခိုင်ကမြင်တွေ့ခဲ့ရတော့လေဦးလီဟန်ကိုထိုဓာတ်ပုံရှင်မြည်သူနည်းဟုမမေ့ခဲ့ပါဒေါ်လေးဘက်ကဆွေမျိုးတယောက်ယောက်ပဲလားဦးလီဟန်ကိုစာအကြောင်းပေးကြောင်း philosophy အကြောင်းကိုမေးရသလောက် သူ့ကိုယ်ရေးကိစ္စနှင့်ပတ်သက်လည်းမမေ့ရခဲ့ပါမေးခွင့်မရှိဘူးလေမှတ်ထားကစီကံယူသေးခဲ့ပါသည်ဒီနေ့ကဦးလီဟန်က ူအတွင်းရေးကလေးပြောပြကမှဓာတ်ပုံရှင်သည်ဦးလိဟန်ပြောပြခဲ့သောအသွင်ဖြစ်ပေမည်ဟုယူဆမိပါတော့သည်ထိုအခါမှထိုဓာတ်ပုံကိုတည်တည်ချာချာကြည့်ခြင်းစိတ်ယူဖိတ်လာလေတော့သည်အရေးကဲကိုအလွန်တိတက်သောဦးလိဟန်သည်ကျွန်တော်မျက်စိကဇပွဲပေါ်တွင်တင်ထားသော အသွင်ဤဓာတ်ပုံစီသို့မကြာခဏခိုးခိုးသွားနေသည်ကိုလှမ်းမြည်သည့်လျောက်သူကိုယ်တိုင်ဇပွဲဘက်သို့ရှောက်သွားပြီးလျှင်အသွင်ဓာတ်ပုံကိုကောက်ကင်ပြီးနောက်ကျွန်တော်ဘက်သို့လှမ်း၍ပြုံးကြည့်ကဟေ့ ဒီဓာတ်ပုံကိုကြည့်စမ်းမင်းဘယ်လိုသဘောရလဲထိုကဲ့သို့ဆိုလျက်ဓာတ်ပုံကိုကျွန်တော်စီတို့ကန်းလိုက်လေသည်ကျွန်တော်လည်းဓာတ်ပုံကိုငေးဆိုင်ကြည့်လျက်ရှိသည်ဦးလီဟန်သည် စေးတံကိုဖွာလျက်ကျွန်တော်ထံမှစကားအလာကိုစောင့်နေဟန်ပြုတ်လျက်ရှိသည်ဒါဟိုဦးလီပြောတယ်ဟုတ်တယ်သူပေါ့ဦးလီပြောတယ်အသွင်လေဘယ်နဲ့လဲအတော်ချောရဲ့လားဟွန်းဟွန်းဟွန်းတော်သားပဲတော်စမ်းပါအပူလေးဟာငါညာတာကိုအင်ပတန်မုန်းနေဆိုတာမင်းသိရဲ့ဒါနဲ့ ဘာဖြစ်လို့ညာရတာလဲကွာပြောင်ပြောင်ပြောလေကွာပြောလေဟိုအဲအဲကျွန်ကျွန်တော်ကျွန်တော်တို့လူငယ်မျက်စိနဲ့ကြည့်ရရင်အေးပါကွာငါနားလဲပါတယ်အတူရအတော်ယုတ်ဆိုးတယ်လို့ဆိုလိုက်ပါဘာလဲမင်းကငါ့ကိုအားနာနေလို့မဆိုရထားလားအယုတ်ဆိုးတယ်လို့အများကတော့ပြောကြမှာပဲဒါပေမဲ့အလှဆိုတာအတော်ပြောရခက်တဲ့ဟာပဲဦးလေးရဲ့ကြည့်တဲ့သူရဲ့မျက်စိနဲ့ဆုံးဖြတ်ချက်အပေါ်မှာတီးပါတယ်အေးအလှတက်ဆိုတာဟာရှာတက်မှာကိုကွာ အမှုပညာစိတ်ဓာတ်မရှိတဲ့လူအဖို့မှာလူသားမန်တို့အမြင်နဲ့အစဉ်ပြေပြီးချောချောမောမောလှပတာကိုသာအလှလို့သိကြတာကလားအမှုပညာစိတ်ဓာတ်ရှိတဲ့လူတွေသာတကယ်အလှတက်ကိုရှာတတ်ကြတယ်အသွင်ကိုယ်တိုင်ကငါ့ကိုဆရာရဲ့အသွင်မှာချစ်စရာဘာများရှိလို့လဲအသွင်ဟာအယုတ်ဆိုးတယ်ဆိုတာမျက်စိနှလုံးရှိတဲ့သူတိုင်းပြောကြမှာပဲလို့ပြောတယ်ကွာအဲဟင်းအင်းအသွင်ကဥလေးကို မေးတက်မြတ်တက်တာကိုဟာတို့နှစ်ယောက်ပုတ်ပွလင်းလင်းပြောကြဆိုကြဆွေးနွေးကြတာပဲကွာ အသူပြောတဲ့စကားကိုကြားတော့အသွင်မှာပင်ကိုညာထက်မြက်ပေးမယ်ဘဝတုဒ္ဒကတော့အတော်လိုသေးတယ်။ငါသူ့ကိုအများကြီးတင်ပေးရအောင်မယ်ဆိုတာသိလိုက်ပါရဲ့။နှုတ်သူပြောတာမဟုတ်ဘူးလားဦးလီဟန်။မျက်စိနှလုံးရှိတဲ့လူတိုင်းကသူ့ကိုအယုတ်ဆိုးတယ်လို့ဆိုကြမှာပဲဆိုတာအတော်ပိုင်တဲ့အပြောပဲမဟုတ်လား။အင်းအပြောပိုင်ပါတယ်။ဒါပေမဲ့အလှကိုသုံးသက်ရမှာမျက်စိနှလုံးနဲ့ကြည်ယုံနဲ့မပြည့်စုံသေးဘူး။မျက်စိနှလုံးနဲ့ကြည်ပြီးလှတယ်အယုတ်ဆိုးတယ်လို့စုံဖြတ်တာလူသားမန်တို့ရဲ့စုံဖြတ်နည်းပဲ။ ဦးလေးလေးအသွင်ကိုဒီလိုပဲပြောလိုက်တယ်လူတိုင်းကချောတယ်လှတယ်ဆိုတဲ့မိမတွေဥပမာအလှမဲတွေရုပ်ရှင်မင်းသမီးတွေအဲသူတို့တို့ရာစင်စစ်တော်ပြည်သူပိုင်အလှပစ္စည်းတွေပဲလူတိုင်းတော်တော်ကြီးတဲ့ပြလိုက်တီလိုပါပဲဇေကူညာမရက်တန်းတဲ့လူတွေဟာမျက်စိနှလုံးကိုပဲအသုံးပြုတတ်တယ်မျက်စိနဲ့မြင်တဲ့အပေါ်ယံကြောကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချတတ်တယ်အဲဒါနဲ့ဦးလေးကအသွင်ကိုအလှအကြောင်းတင်ပြရသေးတယ်သူကဒီတော့သဘောပေါက်သွားရောပေါ့နော်ဦးလေးသဘောပေါက်တာပေါ့အသွင်ဟာ အကြောင်းအလှည့်မသိလို့တာအတိုင်းပညာမှာစုံငန်းအထိမသိရတာအတွေ့အခေါ်ညံမှာတော့ BA တွေတက်အများကြီးသားတယ်ဦးလေးဟန်ဒီပြောရင်းမယ်အသွင်ဤတက်ပုံကိုငေးကြည့်နေသည်အခုအတော်အော်အဲအသွင်ဟာကျောင်းဆရာမကြီးဖြစ်နေပြီနော်အေးကွာသူအခုကျောင်းဆရာမကြီးပေါ့အသက်40ကျော်အပြူကြီးပေါ့ကွာကျွန်တော်ဒီဦးလေးဟန်ကိုကြည့်ရင်မေးကျင်သည့်မေကုံကလေးသည်ကျွန်တော်နှက်ခမ်းပေါ်တွင်ရွ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 နှင့်ခုံဆော့ခုံဆော့လှုပ်နေလေသည်သို့တော့ ဓာတ်ရိုက်မေး၍တင့်မတင့်စင်းနိုင်ရင်ချုပ်တီးထားရပါသည်သူကိုကြည့်ရသည်မှာအသွင်ကိုအတော်ကြီးမားခိုင်မြဲသောမြစ်တာရှိကြောင်းသိသာလာပေသည် သူမျက်နှာသည်အသွင်ဓာတ်ပုံကိုငေးဆိုင်ကြည့်ကြိုက်တွင်အယောင်တောက်နေသည်ဟုပင်ထင်ရလေတော့သည်ကျွန်တော်ငေး၍ငြိမ်နေသည်ကိုမြင်တွေ့ရသဖြင့်ဦးလေးဟန်ကသူ့ဝါသနာအလျောက်ကျွန်တော်ပကုံးကိုပုတ်၍ဟေ့အပူလေးအင်္ဂလိပ်လိုဆိုရင်တော့ a penny for your thought ပေါ့ကွာ မေးပါတွေးပြီးတော့တွေးနေရတာလည်းပုံမှန်လေးလေးပေါ့ကွဖွင့်မိလိုက်စမ်းပါသူကဲ့သို့ဆိုလေသည်ကျွန်တော်ကပြုံးစစ်စီလို့ရင် သူ့ကိုနှမ်းကြည့်လိုက်သည်ဘာလဲကွာငါထင်တာပြောရရင်တော့မေးမေးကျင်တာကငါအသွင်ကိုဘာဖြစ်လို့ချစ်ရတာလဲဘာကိုချစ်တာလဲပေါ့ဟုတ်လားဟုတ်တယ်ဦးလေးသိဟုတ်တာပဲဦးလေးကျွန်တော်စိတ်ထဲကိုဘယ်လိုလုပ်ဝင်ကြည့်လိုက်တာလဲဟာဒီလောက်တော့စိတ်ပညာတတ်နေပုံမလို့ပါဘူး အသွေးဟာရုပ်လည်းမရှိဘူးတိပင်အရေးချင်းဆိုလို့လည်းဘာမှမမေ့ရမရှိဘူးတာမန်မိတ်ကလေးပဲပြီးတော့ငါးသူ့ကိုချစ်တာကလည်းရှုပ်ရှုပ်ရှက်ရှက်ရည်ရွယ်ချက်နဲ့မဟုတ်ဘူးမရေငယ်ထားခြင်းလို့မဟုတ်ဘူးပေါ့ကွာတကယ်ကိုချစ်တာအဲ့တော့မင်းရဲ့သူ့တည်တနာစိတ်ကလေးကရွတ်တရွတ်တနဲ့ဖြစ်နေတော့တာပေါ့ဟုတ်လားဦးလေးဒီအတိုင်းပဲဦးလေးဟာလက္ခဏာဆရာ လောက်ရင်အတော်ဆုံးပဲလက္ခဏာဆရာလောက်ရင်အခုလက္ခဏာဆရာတွေတော့လဝါဖြတ်ပြီးတော့မှန်ဘလူးကြီးနဲ့ဟိုကြီးဒီကြီးလှုပ်လိုက်ခေါင်းကုတ်လိုက်နဲ့လုံနေစရာမလိုဘူးပေါ့ကွာ ရုပ်ရည်အခြေအနေကိုကြည့်ပြီးတော့ပြောပြလိုက်ရင်မမှန်လို့ရှိရင်လွှဲယုံပေါ့အပူလေးဟာဟာဦးလေးဟန်ကလည်းကဲဦးလေးပြောပြမယ်အတူရမေးထင်တယ်လို့ပဲတာမန်မင်းကလေးပါပဲအမ ्या ကလည်းအဲ့ဒီလိုပဲထင်ကြပါတယ်ဦးလေးကတော့ပင်ကိုညံထဲမှာရုပ်လက္ခဏာကိုအကဲခတ်တတ်တဲ့တတ္တိကလေးပါလာလိုလားမပြောတတ်ပါဘူးဒါမှမဟုတ်ရင်လည်းရှေးရည်စက်ကြောက်မယ်လားမပြောတတ်ပါဘူးလေအသွင်ကိုစီးမလေးတွေအများထဲမှာတွေးလိုက်ရကြတဲ့ကဦးလေးရင်နဲ့တိတယ် တန်တရာငွေလို့ဆိုခြင်းဆိုပေါ့လေဒါမှမဟုတ်ရင်လေဓာတူခြင်းစွဲငင်ခြင်းလို့ပဲဆိုခြင်းဆိုပေါ့လေဥလိရင်ကအတွေ့ဟာတာမန်မဟုတ်ဘူးအ ਨੇ ဆုံးဆိုရင်ဥလိအဖို့တော့တာမန်မဟုတ်ဘူးလို့ချက်ချင်းပဲသိလိုက်တယ်ဘယ်နည်းနဲ့အဲ့ဒီလိုသိလဲဥလိရဲ့ဘလို့နည်းရဲ့လို့ဥလိမပြောတတ်ပါဘူးကွယ်အသွင်ဟာအပြောအဆိုမှာတွက်လက်တဲ့လူတွေနဲ့ဆက်ဆံရမှာပုံမွေလေးရိုးသားရှိတဲ့တချို့သူ့အကြောင်းမသိတဲ့သူတွေကသူ့ကိုမြင်ယောက်ျားတွေကိုဖော်ရွေးလွန်းတယ်လို့ပြောကြလိမ့်မယ် အိမ်ကြီးမရှိဘူးလို့တော့မှပြောကြမှာပဲဒါပေမဲ့ဦးလေးကတော့သူ့ကိုယုံတယ်သူဟာဟောဟောတိုင်တိုင်ပြောတတ်တယ်ဟန်ဆောင်အိမ်ကြီးရဲ့လို့သူ့မှာမရှိဘူးဖော်ရွေးပေမဲ့မကလပ်ဘူးကွပြီးတော့လေတခုခုပြောပြလိုက်ရင်ချက်ချင်းပဲနားလေတယ်အကဲပါတယ်ကိုပိုင်ညာရှိတယ်ဒါတွေကိုဦးလေးတော့ချက်ချင်းပဲသိတာပဲဘလို့သိတယ်လို့တော့မပြောတတ်ဘူးစိတ်ချင်းသဘောချင်းတူတဲ့သူ အချင်းကြီးတယောက်ကိုတယောက်ချက်ချင်းသိတယ်ဆိုပါတော့အေးဟုတ်တယ် မင်းပြောတာမှန်တယ်ဦးလေးစိတ်နဲ့သူ့စိတ်အတော်ပဲတူတယ်ဒါကြောင့်ဓာတ်တူချင်းစွဲငင်တတ်တဲ့သဘာဝနေရာမှာတရားအတိုင်းပဲပေါ့ကွာအဲဒါနဲ့ဦးလေးကသူ့အပေါ်မှာမေတ္တာတွေပို့လာရောစို့ပါတော့ဒီလိုကွာသူ့ကိုတွေ့ရတော့ဦးလေးစိတ်ထဲမှာတွင်းက tracer တတ်ထူရိုင်းကိုပြေးတည်ရတယ်စိန်ရိုင်းကြောက်ရိုင်းလိုပေါ့ကွာဦးလေးမှာအဲ့ဒီစိန်ရိုင်းတုံးလေးကိုအကြီးအသွေးတက်အောင်သွေးပေးခြင်းနဲ့စိတ်တစ်ဖြည်းဖြည်းကြီးရင်လာတော့တာပေါ့ဟောဟုတ်ကဲ့ ကျွန်တော်နားလည်ပြီးကျွန်တော်လေ့လာထားတဲ့စိတ်ပညာကျမ်းတွေထဲမှာအချစ်ရဲ့အစဟာ ambition ဖြစ်နိုင်တယ်တဲ့ဟုတ်တာပေါ့ဦးလေးမှာထူးထူးချွန်ချွန်ဆောင်ရွက်ခြင်းနဲ့ ambition စိတ်ပေါ်လာတယ်အတွေ့အကြုံဒီလိုအတိုင်းသာဆိုရင် high school ပဲအောင်ပြီးတော့တက်တက်လုံးစည်ရင်းမှာဘဝနဲ့နေခြင်းနေရမှာအဲ့ဒါကိုဦးလေးမခံနိုင်ဘူးသူ့ကို matric အောင်အောင်ပြီးတော့ IAB အောင်အောင် ပြုစုပြိုးထောင်ပေးခြင်းနဲ့ဆရာ impact ကိုကြီးမားပါတယ်ဦးလေးဟန်အေး ဒီလိုဆိုတော့ဦးလေးဟံမှာသူ့ကိုလိုချင်တဲ့စိတ်မပေါ်ဘူးလားဟာပေါ်တာပေါ့ကွသူ့ကိုလိုချင်လိုက်တော့မှတပိုင်းတည်နေတော့တာပဲဟွန်းဘာလဲကွမင်းကငါ့အချစ်ကိုမှတ်ကြောက်တင်ကြည့်နေတယ်ပေါ့လေအဲ့တင်ကိုငါလိုချင်တာကတော့သူ့ကိုအဖို့တန်အမျိုးသမီးတယောက်ဖြစ်အောင်ပြုစုပြိုးထောင်ပေးခြင်းနဲ့စိတ်သက်သန်လုံးလို့ပဲသူ့ကိုမရဘဲနဲ့ပြုစုပြိုးထောင်ရတာမပိုင်နိုင်လို့အားမရဘူးဒါဖြစ်ဘာဖြစ်လို့သူ့ကိုအရမယူတဲ့လဲဒါတော့ကွာငါ့မှာလွတ်လပ်တာမှမဟုတ်ပဲငါတို့ယဉ်ကျေးမှုမှာ တလင်တမယာစနစ်ပဲရှိတယ်။ဒါပေမဲ့သဘာဝကိုမလွန်ဆန်နိုင်လို့မယံငယ်စနစ်ကနောက်ကအရေးပမာထက်ကျပါလာတယ်။ဟန်ဆောင်မှုဆိုတာနဲ့ယဉ်ကျေးမှုဆိုတာတကယ်တော့အတိတ်ပဲချင်းညီအကိုပါပဲအပူလေးရဲ့။ငါသူ့ကိုပိုင်ပိုင်နိုင်နိုင်ကြီးပြုစုပေးခြင်းပဲမဲ့သူ့ကိုမယံငယ်အဖြစ်တော့ဒီတက်တက်မယူဘူးကွာ။ငါတည်ခြင်းတည်သွားပါစေ။မယံငယ်အဖြစ်နဲ့တော့သူ့ကိုမယူနိုင်ဘူး။သူကလည်းအဲ့ဒီလိုပဲမယံငယ်အဖြစ်တော့အယူမခံပါဘူး။ငါသူ့ကိုချီးကျူးပါလေကွယ်။ဒါဖြင့်ဦးလေးဟန်ကဒေါ်လေးကိုအကြောင်းအကျိုးပြောပြီးတော့ကြွားလိုက်ပါတော့လား။ဟာ အပူလေးမင်းကနိုင်ငံရေးသမားလုံးဖို့ပဲကောင်းတယ်ပြဿနာတစ်ခုကိုငါပြောသည်အကောနွားစားသလောက်လွယ်အောင်ဖြေရှင်းပြီးတော့နောက်ကြတော့မှနောင်ခါလာအယောက်ဆိုတဲ့သဘောထားတာနိုင်ငံရေးသမားရဲ့သဘောမျိုးကငါအကြောင်းအကျိုးပြောပြလို့မင်းတော်လေးကနားလည်မှတယ်လားမယငယ်ယူခြင်းလို့ပဲလို့သာတက်အပ်ဆွဲတော်မှာပေါ့ပြပြလူတွေပြောပြရင်လည်းငါ့ကိုအယူပဲလို့ဝိုင်းပြောကြမှာပေါ့ဟာဟာဟာအပူလေးရာဒီလောကကြီးမှာငါလို idealist မျိုးအဖို့နေရာမရှိပါဘူးခွာ အဲ့တော့ဦးလေးဟန်ကဘယ်လိုစီစဉ်လဲဒီတော့ဦးလေးကအသွေးနဲ့တိုင်ပင်ပြီးတော့သူ့ကိုသဘောပေါက်အောင်ပြောဆိုတိုက်တွန်းတာနဲ့သူလေပညာရေးဘက်မှာစိတ်ထက်သန်လာတယ်။ဒါနဲ့ဦးလေးလေအသွေးကို ကိုယ်တိုင်သင်ပြီး ကောင်းတဲ့သင်တန်းတွေကိုတက်စီစာအုပ်တွေဝယ်ပြီးသင်ခန်းစာတွေကိုကြက်မှတ်ဖို့ကိုယ်တိုင်ရေးပြီးအမျိုးမျိုးကြိုးစားလိုက်တာအသွေးလေငကူကညံကောင်းလေတော့ဇာမွေးပွဲတွေအောက်အောင်သွားလိုက်တာ၄-၅နှစ်လောက်မှပဲပြီးအောင်နဲ့ကွ။အဲ့လိုကြိုးစားရတာဦးလေးပြင်တိတ်ကျေနပ်ဝမ်းသာတာပဲ။ အသွင်ကအကိုကြီးရဲ့အသွင်အတွက်အကိုကြီးတိတ်ပင်မန်းနာပဲနော်လို့ပြောကြတယ်။ဦးလေးကတော့ဘယ်ပင်မန်းမလဲကွာစူးစားရတာကြီးနဲ့ဝမ်းသာလုံးလို့ဦးလေးရဲ့ဘဝမှာအသွင်ကိုပညာရေးအစစ်အတန်တက်အောင်စူးစားပေးရတာလို့စိတ်ချမ်းသာတာမရှိဘူး။ကျွန်တော်ဒီဦးလေးဟန်ကစိတ်ပါလက်ပါပြောပြသည်ကိုကြည့်၍ကြည်ညိုနေမိရမှာသူ့အတွက်တနာသလိုလိုဖြစ်မိသည်။သူ့ခမအသွင်အတွက်ကြိုးပမ်းရတော့လေယခုကျောင်းဆရာမကြီးဘဝသို့ရောက်သွားသည့်အခါဦးလေးဟန်အားချစ်တုံမပြန်သေးသည်မှာအသွင်အပြစ်ဟုပဲ ဆိုလိုက်ချင်ပါတော့သည်ကျွန်တော်လည်းဦးလီဟန်အတွက် ရေနာသလိုဖြစ်သည့်အလျောက်မမေးဘဲမနေနိုင်တော့ပေဦးလီဟန်ဟေးအခုဦးလီဟန်မှာလွတ်လပ်နေပြီပဲဟာဘာဖြစ်လို့တော်လေးတွင်ကဦးလီဟန်ရဲ့ရင်ဝင်ထဲကိုမဝင်မဲနေရလဲရင်ဦးလီဟန်ကတက်ပြင်းချာရေးပြုံးလိုက်သည်ဒါဦးလီဟန်ဘယ်တက်နိုင်မလဲသူ့စိတ်ကူးกว่าထိုကဲ့သို့ပြောရင်ပခုံးတွန့်လိုက်လေသည်တတူ